တချို့ကတော့တချို့ဆိုလို့ရှိရင်ဘယ်အန်ပြူရကားကြီးနဲ့ဆိုလားဟိုတို့ကရဲမွန်းတောင်ထဲမှာပေါ့နော်။အခုစလို့ရင်းကြီးရဲ့ဒူတဲကိုဆိုင်ကယ်ကိုတားတယ်တားပြီးတော့ဝင်ညစ်တယ်ပေါ့နော်။ဒါနာမည်ဖြစ်တာလည်းပြီးလို့စစ်တော့ပြီးလို့စစ်တယ်ပဲဘယ်လိုလဲဘာလို့တော့ဥစဉ်တော့မပြောချင်ဘူး။ဒါမျိုးတွေဥစဉ်တော့လည်းတိုးတယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့တော့ခွန့်လွန်မှာပေါ့နော်။ဒါအဲ့ညာချက်ချင်းလည်းငင်လိုက်တယ်နော်။ဒါကားရောလူရောပဲနေရာပြောက်သွားဆိုတာလည်းမပြောတော့ဘူး။အဲ့တော့ပြောချင်တာကတတ်မတော်ကိုကိုကြီးကြောက်အောင်မလုပ်ကြပါနဲ့။အဲ့တော့လူရင်းတို့ရင်ကတော့ဥစဉ်တော့ဒီမှာမသွားတဲ့အချိန်မှာနော် ဘယ်မှမလာဘယ်မှမသွားတဲ့အချိန်မှာကျောင်းထဲမှာအေးဆေးဆေးနေနေတဲ့အချိန်မှာကောင်းကောင်းမွန်မွန်နေကြပါလို့ပဲပြောချင်တယ်မျိုးစစ်တွေအားလုံးเนาะကောင်းမွန်မွန်နေကြပါအေးဆေးဆေးနေကြပါနော်တိုင်းမြေကြီးငင်းကြိုင်အေးကြအောင်တစ်ဖက်တစ်လမ်းကနေအုတ်တချတဲတဲ့ဝက်ဆိုလိုပဲဆောင်ရွက်ကြပါလို့ဥစဉ်ကတော့ဒါပါတာစာနော်ဒီအားလုံးကိုဒါဥစဉ်ကတော့ဒါမင်းကြားချင်တယ်ပေါ့ပြောချင်တယ်ပေါ့နော်ကိုစိတ်ချထင်းတဲ့အတိုင်းမလုံနဲ့ကိုစိတ်ချဟာငါ့ကိုတော့လူဘွားဝါတယ်ငါ့ကိုတော့ဘွားဖြစ်တယ်လူဘွားဝါတယ်မတရားလုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေမလုံနဲ့ကြားလားအဲ့တော့နိုင်ငံတော်ကို ခြေတန်းမှာကျင်းဝင်စွာထမ်းဆောင်ကြပါလို့ပဲဦးစင်းကတော့ပြောချင်တဲ့လိုအပ်ထားရှိသမျှဆိုရင်လည်းအမှကောင်းဆောင်ရှိတဲ့ဆန်ချားလို့ရှိမယ်လိုအပ်ထားကိုမှားနော်လိုအပ်ထားကိုမှားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန္တလေးကပြည်သူစစ်တွေပြန်ပေးဆွဲငွေညစ်နေတာတွေထိမရသိမရဖြစ်နေလို့ပောက်ကူတော်ကပြည်သူစစ်တွေကိုဆက်မမိုက်ကြဖို့ဆုံးမလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမျိုးတွေကောင်းတော့နေနဲ့ခင်ဗျာကဒီကနေ့က၁၈လပိုင်း၂၀၂၅ဖြစ်ပါလေဗျာ ရာကျင်ပါလဲ။နော်၊၈လပိုင်း၃ရက်ဆိုရင်လည်းပောက်ကိုတော့ရဲ့၃ရက်၃ရက်တည်းမှာကိုနေပြီးဝင်းနေတာရောက်ရှိတော့မှာဖြစ်ပါလိမ့်မယ်နော်။ဒီလား၈လပိုင်းဆိုလို့ရှိရင်အဲဒါကြောင့်ဝင်းနေမရောက်ခင်ပါပဲ။ကိုနေသားသမီးတွေကိုနေသားသမီးတွေရောပောက်ကိုတော့လူတိုင်းနဲ့တကားတကားမဲ့အကုန်လုံးပေါ့လေ။ခြေတိုင်းရောက်တတ်မတော်သားကြီးခြေတိုင်းရောက်ပတ်တာစားကြီးခြေတိုင်းရောက်နော်။ရတဲ့ရင်ရှဲတွေအကုန်လုံးပေါ်ကြနော်တာဝန်ရှိအကုန်လုံးဒီမနိုင်ငံလုံးမှာရှိတဲ့တိုင်းပြည်ကိုတာဝန်ထမ်းဆောင်နေတဲ့ ဒီကောလုံးပေါ့နော်အကောလုံးနိုင်ငံသူရဲကောင်းတွေအားလုံးကိုဒါမေတ္တာပုံပဲပြီးစိတ်မယ်ကောင်းတော့ွားမယ်ပေါ့နော်မြန်မာပြည်ကြီးအများဆုံးညင်းချမ်းမှုအတွက်အဲ့တော့ဘာပြောပြောဥစဉ်ဟာဒီ15ရက်အတွက်မှာပေါ့နော်အဲ့တော့ဘာပြဿနာတွေပဲဖြစ်ဖြစ်ပါနော်ဘယ်လိုဟာတွေပဲဖြစ်ဖြစ်ဒါဥစဉ်ဟာလာပြီးရှင်းမယ်ပေါ့နော်လာပြီးမှရှင်းမပေးပါဘူးနော်ဟုတ်တယ်စကားရဲ့လုံလုံကြောက်ပါပဲရှိမှဖြစ်ပါလိမ့်မယ်เนาะစကားရဲ့လုံလုံကြောက်ပါပဲရှိမယ်ကြောက်ပါပဲဒါ ခုလိုများများပွားများမှာပေါ့ဗျာเนาะကြောင်းပါပဲအဲ့ဒါဒါကြောင့်တကယ်လို့ဥစဉ်ဆင်းမလာဘူးမတွေ့ဘူးဆိုလို့ရှိရင်လည်းအမျိုးကြီးဒါပေါက်ကိုတော်ရဲ့နှံ့နေရောပေါ့เนาะစိတ်ပူမိမှာဆိုလို့ဒါဥစဉ်ကပြောပြကြည့်ဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ကျမကြီးအရာရောဘာရောအေးစစ်စစ်ပဲဒီကြောင်းထဲမှာပဲဒါနေနေမှာဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဘယ်မှာမသွားဘူးဘယ်မှာเนาะဘယ်မှာမသွားဘယ်မှာလဲလာဘူးပေါ့ဗျာเนาะအဲ့တော့ဥစဉ်ကိုဟုတ်လားဒီရက်ထက်မှာပဲဥစဉ်ရဲ့เนาะဥစဉ်ကိုယုံကြည်အား အာကိုတော့နော်တတိပတ္တာစာတွေလည်းအေးစစ်စစ်နေကြပါကိုလုံးဆရာရှိတဲ့တာဝန်နိုင်ငံတော်ကိုကျေမွေစွာထမ်းဆောင်ကြပါနော်ပြည်သူပြည်သားတွေကိုလည်းအနိုင်မကျင့်နဲ့ပြည်သူပြည်သားတွေပြည်သူစိတ်ဆိုတာပြည်သူကိုကာကွယ်ပေးဖို့နော်ပြည်သူကိုစိတ်ဒုက္ခပေးဖို့မဟုတ်ပါဘူးနော်ဒါလေးကိုလည်းပြည်သူစိတ်အားလုံးသိစေချင်တယ်နော်အကြောင်းမဲ့အပြစ်မရှိဘဲနဲ့ဖမ်းလာတာကို channel ခေါ်ပြီး channel ခေါ်ပြီးမှထိတ်တုံးခါထားမျိုး channel copy မှာလာချုပ်ထဲထည့်တာမျိုးတွေမလုပ်ပါနဲ့เนาะဘာဖြစ်လဲဆိုတော့အဲ့လို channel ချုပ်ထဲထည့်တာတို့ထည့်ချုံခတ်ထားတာမျိုးကိုတက်နေရလဲခွင့်ပြုထားတာမဟုတ်တလို့ဒါစစ်သားကမှလည်းဒါခွင့်ပြုထားတာမဟုတ်ပါဘူးเนาะတကယ်လို့အပြစ်ရှိရဲ့လုပ်ရမှန်ရင်တော့မှခဏစစ်စစ်မင်းမြန်ခွင့်မင်းမြန်ခွင့်ရိုက်ပိုင်ခွင့်တွေကမရှိဘူးထားဆိုင်ရာတွေပဲဒါအပေါ်ရမှာဖြစ်ပါတယ်เนาะအပြစ်ရှိရဲ့အပြစ်ရှိရဲ့လူကဥပဒေတိုင်းအရေးယူလိုက်မှာပေါ့เนาะဒါလေးလည်းဥစဉ်ကပြောချင်တဲ့တချို့ကเนาะတချို့ဆိုလို့ရှိရင်အန်ဒူလာကာကြီးနဲ့ဆိုလာဟိုတော့ရဲမွန့်တောင်ထဲမှာပေါ့เนาะ ာဦးဇင်းတို့ရင်းကြီးရဲ့ဒူတဲကိုဆိုင်ကယ်ကိုတားတယ်တားပြီးမှဝင်ညစ်တယ်ပေါ့နော်ဒါနာမည်ဖြစ်တာလည်းဒီလိုစစ်တော့ဒီလိုစစ်ပဲဗျဘယ်လိုလဲဘာလို့တော့ဦးဇင်းတို့မပြောချင်ဘူးအဲမျိုးတွေဦးဇင်းတို့ ਨੇ တိုးတယ်ဆိုလို့ရှိရင်တော့ဦးဇင်းတို့ကတော့ခွတ်လို့မှာမဟုတ်ဘူးနော်ဒါအဲ့ညာချက်ချင်းလည်းနေလိုက်တယ်နော်ဒါကာယောလူရောပဲနေရာပြောက်သွားတယ်ဆိုတယ်မပြောတော့ဘူးအဲ့တော့ပြောချင်တာကတမတော်ကိုပုံရကြအောင်မလုပ်ကြပါနဲ့ကိုလုံးချင်မှကိုစိတ်แท้ပါမှတကယ်နိုင်ငံကိုချစ်တယ်ဆိုရင်ရင်းနှလုံးသားထဲကနှစ်နှစ်ခါကချစ်ပါ တကယ်တိုက်ပြည်ကိုချစ်တဲ့ဆိုရင်လည်းရင်းနှီးနှလုံးသားတွေကနှစ်နှစ်ခါမှချစ်ပါလို့ပဲဦးဇင်းပြောချင်ပါတယ်နော်အဲ့တော့ဒီဒီဦးဇင်းမစင်းခင်တဲ့အချိန်မှာဘီလူးစစ်ထဲမှာကျော်စီရဆိုတဲ့တကားတယောက်ရှိတယ်နော်အဲ့တော့ဘီလူးစစ်ဒီအကျော်စီရဆိုတဲ့တကားကဒီတကားကမှလေဘီဘီလူးစစ်အမည်ဆိုသူ့မှာတနက်လဲပါတယ်လို့ပြောတယ်ဒီလိုပတ်လိမ့်နေတယ်ပေါ့နော်ပတ်လိမ့်နေတယ်သူ့ကိုဘီလူးစစ်ပဲဖွဲရပါရခေါင်းဆောင်ခေါင်းဆောင်ဆိုပြီးမှနော်ဒါလိမ့်နေတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ Facebook ဦးဇင်းတို့တက်တော့မှလည်းအကူအညီတောင်းလာတယ်အများကြီးသူ့ချောင်းဒီငွေကြီးကိစ္စတွေမှာ မိသားစုတွေဘဝပြတ်သွားတာတွေဒုက္ခရောက်သွားတာတွေအများကြီးဥစဉ်ကတော့ဒီကျော်စေရဆိုတဲ့ပြည်သူ့စစ်နာမည်ကိုမကြဘူးပေါ့နော်အားလုံးပြောကြတာတော့တောင်မြို့ဘက်ကလို့ပြောတယ်အားနဲ့ဥစဉ်နော်ဥစဉ်ကျော်စေရကိုမကြဘူးလားဥစဉ်ရမယ်ပြည်သူ့စစ်အားလုံးမတိကြတာတော့မတိဘူးပေါ့ကြနော်ဒါတော့လေပြည်သူ့စစ်အားလုံးလည်းဒါတိတ်ခါကြတယ်နော်ဒါကြီးလည်းပြည်သူ့စစ်တရားကျော်စေရဆိုတာဟာတွေ့ရင်ပြည်သူ့ဆိုင်ကြတိထားကြတွေ့ရင်ခေါ်ထားလိုက်ဗျာနော်ခေါ်ထားလိုက်ကျန်တာဥစဉ်ရှင်းမယ်နော်လူလောက်ရတဲ့အခုလူလိန်ထားတဲ့လူတွေအများကြီးရယ်နော်ဒါတွေကတမတော်ပုံရကြတယ်တမတော်ဘုံတိတ်ခါကြတယ်အများကြီးသူလိန်ထားတာနေနော်အဲ့တော့ အလိုရင်းတို့ရင်းကတော့ဦးစင်းတော့ဘယ်မှာမသွားတဲ့အချိန်မှာတော့ဘယ်မှာမလားဘယ်မှာမသွားတဲ့အချိန်မှာကျောင်းထဲမှာအေးဆေးဆေးနေနေတဲ့အချိန်မှာကောင်းကောင်းမွန်မွန်နေကြပါလို့ပဲပြောချင်တယ်ယူစစ်တီအားလုံးเนาะကောင်းကောင်းမွန်မွန်နေကြပါအေးဆေးဆေးနေကြပါနော်တိုင်းပြည်ကြီးငြိမ်းချမ်းအေးချမ်းအောင်တစ်ခါတလန်းကနေဥတ္တချက်တဲလို့ဝင်ဆိုလို့ပဲဆောင်ရွက်ကြပါလို့ဥစဉ်ကတော့ဒါပန္နာစာနော်ဒီအားလုံးကိုဒါဥစဉ်ကတော့ဒါမင်ကြားချင်တယ်ပေါ့ပြောချင်တယ်ပေါ့နော် ဒီကနေ့ဥစဉ်အဖွဲ့လေးဆိုလဲထွက်မယ်ဒါဩဝါဒဒီလိုဒါရှင်းနေရှင်းနိုင်တော့ဟောဆိုလို့ရှိရင်ဒါဥဇောလာသူတို့လိုက်ပို့ရမှာဗုဒ္ဓနယောလိုက်ပို့ရမယ်เนาะပို့ရတယ်အဲ့တော့ဥစဉ်အဖွဲ့ရဲ့ပြည်သူစစ်တွေလဲခြေဘက်မှာရောက်လို့ရှိရယ်เนาะခြေဘက်မှာရောက်ရင်ပြည်သူတွေရွာရဲရောက်လို့ရှိရင်ဒါငင်းချမ်းအေးချမ်းမှုကိုလိုရတဲ့ပြည်သူတွေနဲ့လက်တွဲပါပြည်သူတွေကိုကူညီပါအေးစစ်လေးလေးနော်ကိုတာဝန်ကိုကိုထားဆောင်ကြပါအထက်ကအမိန်ပေးတဲ့အထက်ကလူကြီးတွေကတာဝန်ပေးတဲ့အလုပ်တွေပုံမှုတွေဘူကြီးတွေကပေးတဲ့အရာတွေကိုလည်း ဒါ AC ဆက်ဆက် AC ကြိုးပြီးမှ AC ဆောက်ရပါနော်တကယ်လို့ဖိုလ်ကြီးတွေဘုံမှုတွေကမှားတယ်ဆိုရင်တော့မှကိုယ့်ရဲ့ခေါင်းပေါင်းနဲ့ခေါင်းဆောင်တွေကိုဆက်ပါခေါင်းဆောင်တွေဆက်ပြီးမြတ်ကန်တာမှာဆိုလို့ရှိရင်လည်းပြူဟာမှုရှိတယ်နော်အဲပြူဟာမှုဆိုရင်လည်းဒါသူဆိုလည်းစစ်တိုင်ခဲတာလည်းအများကြီးအတွေ့အကြုံတွေလည်းအများကြီးနော်တကယ်စစ်သားကောင်းတဲ့ရောက်လို့ပဲဦးဇင်းတော်တော့တုတ်တက်ချင်တယ်စစ်သားပြည်သားတယ်လို့ပဲတုတ်တက်ချင်တယ်ဒါတင်ပြလို့အကုန်လုံးရတယ်နော်ကိုစိတ်ချဲထင်းတဲ့အတိုင်းမလုံနဲ့ကိုစိတ်တဲ့ဟန်ငါ့ကိုတော့လူဘဝရတယ်ငါ့ကိုတော့ဘဝဖြစ်တယ်လူဘဝရတယ်မတရားလို့တက်ဆိုတဲ့ပုံစံမျိုးတွေမလုံနဲ့ကြားလားအဲ့တော့ နိုင်ငံနာဝန်ကိုရှေ့တန်းမှာကျင်းပစွာထမ်းဆောင်ကြပါလို့ပဲဦးစင်းကတော့ပြောချင်တဲ့လိုအပ်ထားရှိသမျှဆိုရင်လည်းအမှကောင်းဆောင်ရှိတယ်ဆန်ရှားလို့ရှိမယ်လိုအပ်ထားကိုမှားနော်လိုအပ်ထားကိုမှားဘလို့မဆက်ရမလို့မရဘူးသူဆက်ရလို့မရဘူးဆိုရင်တော့ဒါဥစဉ်ဖုန်းနံပါတ်လည်းတည်နေတယ်ဥစဉ်ဆက်ဥစဉ်တစ်ဆင့်ပြောပေးမယ်တဲ့အားလုံးတော်ပါပဲဗျာ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနှင့်ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စရင်တွင်လိုက်ပြီးစောချစ်သူခါဆန်မြင့်တာသမီ၃ဦးနှင့်စီးပွားရေးတာဝန်ခံ2ဦးတို့ကိုအမိပြက်သူများအဖြစ်ကြေညာအကြမ်းဖက်စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်မှဗိုလ်မှူးကြီးစောချစ်သူနှင့်ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စရင်တွင်ပြီးဗိုလ်မှူးကြီးစောချစ်သူနှင့်တာသမီများအပါအဝင်ဒါရိုက်တာများကိုပါအမိပြက်သူများအဖြစ်စစ်တပ်ကကြေညာသည် အကျန်းဖက်စစ်ကောင်စီထံသို့ပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီတရကို၁၈ခုနှင့်ကုမ္ပဏီဒါရိုက်တာဖွဲ့ဝင်များကိုအမည်ပြည့်စည်ရင်သွင်းကြောင်းကြေညာခဲ့ရာတွင်ဗိုလ်မှူးကြီးစောချစ်သူပိုင်ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်သူ၏ဇနီးသားသမီးများကိုပါအမည်ပြည့်စည်ရင်ကြေညာလိုက်ခြင်းဖြစ်သည် စစ်ကောင်စီကကြီးညာသောအမီးပြက်စည်ရင်းဝင်ကုမ္ပဏီတရကို18ခုတွင်စောချစ်တူဤချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကနံပါတ်25အဖြစ်အမီးပြက်စည်ရင်းတွင်ခံထားရခြင်းဖြစ်ပြီးစောချစ်တူဤနာမည်ဆံမြင့်တမီနန်းနှင့်နန္နာအေးတားဖြစ်သူစောချစ်ချစ်စောထူအေမူပုံမူကြီးစောချစ်တူဤစီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကိုပါအမီးပြက်သူများအဖြစ်ကြီးညာထားခြင်းဖြစ်သည့် အဆိုပါကြေညာမှုသည် NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြသောပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြံဖတ်စစ်ကောင်စီကတင်းလက်အောက်ခံပန်းများအတွင်းသို့နိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းတို့ရာတွင်ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိသည့်အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီ၏ကြေညာချက်အရသိရှိရသည် ထို့ပြင်စစ်ကောင်စီ၏အမိပြက်စရင်ကြီးညာခံရသူများသည်ကိုကုံတွင်းကုံဆိုင်ရာဥပဒေတားမြစ်ချက်များကိုကျူးလွန်သူများဖြစ်ကြောင်းဖဲမပုံမှ၄၀နှစ်ကအရာထိုးသူကိုတနစ်ထက်မကိုသည့်ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်းပြဋ္ဌာန်းထားကြောင်းစစ်ကောင်စီ၏ကြီးညာချက်အရာသိရှိရသည်